အာမပြောပြပေးရကြပြီဖြစ်တဲ့တိုက်ဆက်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတစ်ခုအကြောင်းကိုမျှဝေပေးသွားမှာပါ။ဘွားဆက်တိုက်ဆက်ပထမဆက်တွေစီကနေပြီးတော့ငွေကြေးဥစ္စာလက်လာပါတွေတောင်းယူရဲဆိုတဲ့အကြောင်းလေးကိုပြောပြမှာပေါ့နော်။အားလုံးပဲမင်္ဂလာပါကျမကတော့အောင်ဆက်ကြခင်မိရလောကီပညာတန်တန်းမှာဆရာမခင်ဦးသစ္စာဖြစ်ပါတယ်ဒီကနေ့မှာတော့ကျမက မပြောပြပေးရကြပြီဖြစ်တဲ့တိုက်ဆက်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတစ်ခုအကြောင်းကိုမျှဝေပေးသွားမှာပါဒါကတော့ဗာလဲဆိုလို့ရှိရင်လူများစိတ်ဝင်စားကြတဲ့ဘဝဆက်တိုက်ဆက်ပထမဆက်တွေစီကနေပြီးတော့ငွေကြေးဥစ္စာလက်လာပါတွေတောင်းယူရဲဆိုတဲ့အကြောင်းလေးကိုပြောပြမှာပေါ့နော်ငွေကြေးဥစ္စာလက်လာပါတောင်းယူရဲဆိုတာက တိုက်ကနေပြီးတော့တောင်းတယ်တိုက်ကနေပြီးတောင်းတယ်ဆိုရင်ဘယ်တိုက်ကတောင်းတောင်းရတာလားဆိုတော့ဒီလိုတော့မဟုတ်ဘူးဘယ်လိုလဲဆိုရင်မိမိကတိုက်ဆက်တယောက်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်သူကနှမျိုးနှစားရှိရပေါ့မိမိကတိုက်ဆက်တယောက်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်မမိတ်ဆွေများကဒီလက်လာပါဥစ္စာကိုတောင်းမြင်တယ်ဆိုလို့ရှိရင်ကိုကအတိတ်မှာထားရှိခဲ့တဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ပစ္စည်းရှိရပါတယ်ဒီလိုမျိုးဥစ္စာပစ္စည်းရှိတဲ့အခါမှသာလျှင်ကိုယ့်ရဲ့သက်ဆိုင်တဲ့တိုက်ချုပ်တိုက်ဥစ္စာတပြည့်ဒီလိုပုံကူမျိုးတွေနဲ့ချိတ်ဆက်ပြီးတော့ တောင်းပြီးတော့ဥပမာဆိုပါဆိုသူတို့ကနေပြီးတော့ဒီလိုမျိုးပေးတယ်ဆိုရင်ပေးရတဲ့အကြောင်းတရားတွေရှိရဲ့ဘာလဲဆိုတော့တချို့တချို့တွေကလူပြည့်ဝင်စားလာတဲ့အခါမှာငွေကြီးဥစ္စာလက်လာပါပစ္စည်းစသဖြင့်ဓာရီကို အမိပြုပြီးတော့အလှူဒန်းပြုလုပ်တာတွေတရားအထုတ်တာတွေပဇင်းခံတာတွေသဒ္ဒနာအမခံယူတာတွေစသဖြင့်ပေါ့နော်ဒီလိုလေးတွေရှိတယ်အဲ့တော့မိမိတို့လောက်ရမယ်တာဝန်ဝတရားမိမိတို့ရဲ့အတိုင်းအတာအလျောက် မိမိတို့ရဲ့အတိုင်းတာအလျောက်လိုအပ်တဲ့ပုံမှာမူတည်ပြီးတော့ပေးတာမျိုးရှိတယ်။တချို့ကြတော့ကိုယ်ပိုင်ဥစ္စာကိုပေးတာရှိတယ်။တချို့ကတော့ဒီသာသနာရေးနဲ့ပတ်သက်တဲ့ပစ္စည်းဓာတ်ကိုလူပြည်ရောက်တဲ့အခိုက်မှာတာဝန်ဝတ္တရားတစ်ခုလည်းပေးအောင်ပါရမီဖြည့်မြောက်ခြင်းတစ်ခုလည်းပေးအောင်ပေးတာမျိုးတွေရှိပါရဲ့ရှင်။အဲ့တော့ဒီခါမှာဘာဖြစ်သွားလဲဆိုတော့ကိုကဒီလိုမျိုး ဆိုပါလို့မိမိရဲ့အဆက်ကငကားဆက်ဒါမှမဟုတ်လဲအမတော်မြန်နှဲတဲ့အဆက် အမတော်ဆောမွန်လာအဆက်ဒါထင်ရှားတဲ့အဆက်တွေပေါ့နော်ဒီလိုမျိုးတွေတိခဲ့ပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ကိုကဘာတွေပြန်ပြီးတော့လှူဒန်းပေးရတယ်နောက်တစ်ခါဒီပုဂ္ဂိုလ်တွေကနေကိုကဘာပြန် mistake ခိုင်းနေဥပမာဆိုပါဆိုအမတော်ဆောမွန်လာကိုအမှုထားပြီးတော့ရှင်တရားတစ်ဆက်တစ်ပါးပြူတာတို့နော်နောက်တစ်ခါအမတော်မြန်နှဲတွေကိုအမှုထားပြီးတော့လူပနဲ့ထောင်စာစတုတီတာကျွေးတာဆက်သဖြင့်ဒါမျိုးတွေဟာ ဒီလိုမျိုးသူတို့လှုပ်ခြင်းအဖြစ်တစ်ဖက်တစ်လမ်းကနေပြီးတော့လုပ်ငန်းကိုင်ငန်းတွေမှာပြည်လဲလာတယ်ရှိတဲ့ထက်ပိုရှိလာတယ်ရတာထက်ပိုရလာတယ်တိုးတက်တာထက်ပိုတိုးတက်လာတယ်ဘာကြောင့်လဲဆိုရင်သူတို့ရဲ့ပုံကူကသူတို့ကိုပေးတဲ့အခါမှာကိုယ်ပိုင်အတွက်လည်းပေးတယ်လှူဖို့လည်းပေးတယ်သုံးဖို့လည်းပေးတယ်စသဖြင့်ဒီလိုမျိုးရတာဖြစ်တယ်အဲ့တော့လူတဦးတယောက်ချင်းစီကတော့ပုံကူစီကနေတောင်းလို့ရဖို့အတွက် key point လေးတော့ရှိတယ်ဆိုပါဆိုဒီပုံကူနဲ့ပတ်သက်ပြီးကိုယ်ဘာပြန်လှုပ်ပေးရမလဲဆိုတာရှိတယ် ဒီပုဂ္ဂိုလ်ကကိုယ့်ကိုဘာပြန်ခိုင်းမလဲဆိုတာရှိတယ်ပေါ့နော်။များသောအားဖြင့်တိုင်ပိုင်းဆိုင်ရာပုံကိုယ်တွေဟာဖျားတရားနဲ့တကွာတရားဓမ္မနာနေတဲ့သာသနာရေးနဲ့ပတ်သက်ပြီးဆောင်ရှောက်ကြတဲ့ပုံကိုယ်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့လွန်လွန်ကဲကဲဆူဆူရွရွတော့တောင်းတာမျိုးသိမရှိဘူးသူတော်ကောင်းတွေနှစ်သက်တဲ့အလုပ်တွေကိုပဲတောင်းလို့ရှိပါတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့တာမန်အပြင်လူပေါ့ဘာမှလည်းမပတ်သက်ဘူးတိုက်ကနေလည်းမဟုတ်တဲ့လူတယောက်ကတွေးသမျှတိုင်နန်းနဲ့ဝင်တွေးသမျှတိုင်နန်းကနေပြီးတော့တောင်း ဥပမာဆိုပါဆိုသားသမီးပဲဖြစ်ဖြစ်ဥစ္စာပစ္စည်းပဲဖြစ်ဖြစ်ဘာပဲရေနာပေါ့နော်တောင်းယူတဲ့အခါမှာသားသမီးရေနာတောင်းတဲ့အခါမှာလဲတိုက်ထဲမှာရှိတဲ့လာခြင်းနဲ့ကြုံရပုံကိုကိုထိုးထည့်ပေးလိုက်တာမျိုးတွေကြုံရတတ်တယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဥစ္စာပစ္စည်းတွေကိုလည်းမိမိကတိုက်မိမိတိုက်ဟုတ်ပြီးဖြစ်တယ်မဟုတ်ပြီးဖြစ်စီတောင်းမယ်ဆိုလို့ရှိရင်ပေးကောင်းတော့ပေးမယ်သို့တော့အပေးယူအနေနဲ့ပေါ့တာရကတွေအဖြစ်အများကြီးရှိတယ်တိုက်နှန်းလေးတစ်ခုမှသွားသွားပြီးတော့တောင်းတယ်တောင်းတယ် ောင်းတဲ့ခါမှာတိုးလဲတိုးတက်လာတယ်။ဒါပေမဲ့တိုးတက်လာခြင်းရဲ့နောက်ကွယ်မှာမဖြစ်လာလေဆိုတော့မိမိရဲ့အသက်အပိုင်းခြားကိုပြန်ပြီးတော့ပြန်ပေးလိုက်ရတာမျိုးတွေရှိတယ်။အဲ့လိုမျိုးမဟုတ်ဘဲနဲ့မိမိရဲ့မိသားစုဝင်တွေ နဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးဖြစ်စေပြန်ပြီးတော့ပေးလိုက်ရတာမျိုးတွေရှိတယ်။စသဖြင့်ပေါ့နော်။ဒါကြောင့်မို့လို့ဥစ္စာပစ္စည်းတောင်းတယ်ဆိုတိုင်းတွေ့ကြရကြုံရနေရမှာ တောင်းလို့မရဘူး။မိမိရဲ့အဆက်စစ်မှန်မှုလို့ရဲအဆက်ကိုတီးဖို့လို့ရဲအဆက်ကိုတီးပြီးသွားတဲ့ခါမှလည်းဒီအဆက်ကနေပြီးတော့ပြန်ပြီးတောင်းတဲ့အပေးယူကိုကိုကညှိနှိုင်းနိုင်မှုလို့ရဲဒါကြောင့်မို့လို့တောင်းမယ်ဆိုတိုင်းလွယ်လွယ်တောင်းလို့မရပါဘူး။တောင်းရမယ့်ပစ္စည်းရှိမှတောင်းနိုင်တယ်လို့ပဲကျမကပြောပြပေးချင်ပါတယ်။ဒါကြောင့်မို့လို့ တိုက်ဆက်တွေနဲ့ပတ်သက်ရင်တိုက်တိုက်တိုက်ဆိုပြီးတော့လွယ်လွယ်ပေါ့ပေါ့လေးမမှတ်ပါနဲ့အပယ်လေးပုံထဲမှာပါဝင် ပြီးတော့တချို့တချို့တော့တိုက်တွေကတော့အာစတုမဟာရဲ့နာမျိုးတွေပါတာပေါ့လေအပယ်လေးပုံထဲမှာပါပြီးတော့တကူကမစိတ်ကြီးရှိစွာနဲ့ကျမတို့လူသားတွေထက်အများကြီးအလုံးပြီးတရားဘာဝနာကိုစီးပူးနေတဲ့ပုံကိုယ်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တကူကမစိတ်ကြီးအရာကျိုးကင်နိုင်တယ်ချဲလဲနိုင်တယ် အဲ့လိုမျိုးရတဲ့အပြင်အင်မတန်မှမာယာများပြီးတော့ရှုပ်ထွေးပွေလီတဲ့သဘောရှိတဲ့အတွက်ကြောင့်မို့လို့လွယ်လွယ်လေးစဉ်းစားပြီးတော့လွယ်လွယ်လေးမပတ်သက်တဲ့မူလို့ကျမကအကြံပြုပြီးတော့တိုက်တွန်းချင်ပါတယ်ရှင်။ဒီလိုမျိုးလောကီပညာပိုင်းနဲ့ပတ်သက်တဲ့တိမှတ်ဖွယ်ဟာဘဟုတုတ္တရတွေကိုမျှဝေပေးသွားမှာဖြစ်လို့ကျမတို့ရဲ့အောင်ဆက်ကြခင်မီကလောကီပညာတန်တဲ့ page လေးကို like and follow လုပ်ထားပေးပါအောင်နော်။ TikTok နဲ့ YouTube မှာလည်း channel လေးရရှိလို့ subscribe and follow လုပ်သွားပေးပါအောင်ရှင်။ ကျမမိတ်ဆွေများဥစ္စာစီးပွားတိုးတက်ပြီးတော့ကန်တူဆက်သမျှရကြပါစေရှင်။